မသေးခင်လိုက်စီးသွားတဲ့နဲမိရထားကြီးများနံပါတ်1အိန္ဒိယယထာမိရထားကိုခေါမိုးဘောကနေတက်စီလို့ရတယ်ဆိုတာအနည်းတို့သင်ပေးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်အိန္ဒိယမှာဆိုရင်ယထာခေါမိုးဘောတက်စီရတဲ့အလုပ်ကပုံမှန်ကိစ္စတစ်ခုလို့တောင်ဖြစ်နေပါပြီတချို့ဆိုရင်လေလေးတဖြူးဖြူးနဲ့စီးကျင်လို့ဆိုပြီးတော့တတ်တတ်ကိုအပေါ်မှာတက်စီကြတဲ့သူတွေရှိပါတယ်အများစုကတော့ယထာနေရာမရလို့အပေါ်ကလိုက်စီးကြရတယ်ဆိုပေမဲ့တချို့ကတော့စီးကျင်လို့ကိုစီးကြတာပါအဲတချို့ဆိုရင်မနိုးသောအိတ်ဆက်ခြင်းတွေကိုအိတ်ပြီးတော့လိုက်ပါလာကြတာဖြစ်ပါတယ် ဲဒါကိုအားကြပြီးတော့လူချင်းမလို့လဲခေါင်မိုးပေါ်လိုက်မစည်းကြဘူးအကြံပေးချင်ပါတယ်အနေရောက professional တွေမဟုတ်လို့ Okay နံပါတ်1ဈေးရထားယထားလမ်းနဲ့ကပ်ပြီးဖွင့်ထားတယ်ဗီယက်နမ်ကဒီ coffee ဆိုင်လေးကိုသိကြမယ်လို့ထင်ပါတယ်ယထားဖြတ်မဲ့အချိန်ကိုထိုင်ဆောင်ပြီးကြည့်ရတာကဒီဆိုင်ရဲ့အရသာလေးပါဒါပေမဲ့ဒီတစ်ခုကတော့ပို့ပြီးတော့ကြမ်းပါတယ်ယထာတန်လန်းပေါ်မှာမှဈေးသွားဖြစ်နေတာဟုတ်ဒီထားလန်းကထိုင်းနိုင်ငံမှာတည်ရှိပြီးတော့ဈေးတွေကနေဖြတ်မောင်းရတယ်ကဘာဘောကတခုတည်းသောယထာလန်းဖြစ်ပါတ ဈေးတွေတွေကလည်းယထာလာပြီဆိုတာနဲ့အမိုးကာတွေကိုခဏလောက်ဖယ်ပြီးထားပါတယ်။ယထာဘယ်ချိန်ဖြတ်မလဲဆိုတာကိုစောင့်ပြီးဈေးဝယ်ရတာကဒီဈေးရဲ့အရသာလေးပါ။ဒီဈေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ခရေရရှိနေတာဖြစ်ပြီးတော့ယထာလန်းကသာသူ့နောက်မှာဆောက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ယထာလန်းပေါ်မှာဈေးတက်ရောက်နေလို့ပြောလို့မရပဲနဲ့ဈေးတွေကသာယထာဖြတ်မောင်းနေလို့ပြောရမှာပါ။နံပါတ်3ရူလာကိုစတာယထာဒီယထာလန်းကတော့ရှေ့ရှေ့ဦးဝေးသွားကြည့်စီရမလို့တယ်မြန်မာနိုင်ငံကဂုတ်ထိပ်ယထာလန်းပဲဖြစ်ပါတယ်။ ဒီရထားလမ်းကကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးရထားလမ်းဖြစ်ပြီးတော့အမြင့်ပေ335ပေရှိပါတယ်။ဒီတရားကြီးကမန္တလေးကနေလာရှိုးသွားတဲ့လမ်းခုလက်မှာတည်ရှိပြီးတော့စတီတာဝါရန်ကြီး15ခုနဲ့တည်ဆောက်ထားပါတယ်။မြို့ကိုမဖြတ်ဘဲနဲ့ရှိုးကိုဖြတ်ပြီးတည်ဆောက်ထားတဲ့မြန်မာနိုင်ငံရဲ့တစ်ခုလေသောရထားလမ်းဖြစ်ပါတယ်။ဒီရထားလမ်းကမြန်မာနိုင်ငံကိုပြည်တိရှာတွေတင်ပိုက်ဆင်အခါတုန်းကအသုံးပြုခဲ့တဲ့ရထားလမ်းလို့လည်းသိရပါတယ်။ အင်္ဂလိပ်နေချဲတွေရဲ့ဆက်လက်နဲ့ခဲယံပို့ဆောင်မှုတွေကိုဒီအထားလန်းကနေပဲအဓိကပို့ဆောင်ခဲ့တယ်။အဲတောင်းတောင်းအမြင့်ကျောက်တဲ့သူတွေတောင်မှဒီအထားကြီးစီးရင်အနှဲငယ်ရင်ခုန်ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းကိုယ်နိုင်ငံထဲမှာပဲရှိတာဖြစ်လို့မသေးခင်တစ်ခါတော့တော့သွားစီးကြည့်ကြဖို့အကြံပေးချင်ပါတယ်။နံပါတ်၄ဂျပန်ရထားဂျပန်နိုင်ငံကအနီမဲတွေနဲ့ပတ်သက်လာရင်တော်တော်လေး crazy ဖြစ်တယ်လို့ပြောလို့ရပါတယ်။ကလေးစားလူကြီးဆုံးကိုအနီမဲပျက်စီးပြီးကြိုက်ကြတာပါ။အကြောင်းလဲဂျပန်မှာဆိုရင်ဘယ်နေရာကိုပဲကြည်လိုက်ကြည်လိုက်အနီမဲဆော့ကောင်တွေကိုပဲမြင်တွေ့နေရတာဖြစ်ပါတယ်။ တချို့သောယထာတွေဆိုရင်ဒစည်းလုံးကိုအပြည့်ချေတာထားပြီးတော့ယထာအတွင်းပိုင်းတွေကိုပါသိမ်းမျိုးစုံနဲ့အလားဆင်ကြတာပါကြည့်ရတာကလေးကလားဆန်နေဆိုပေမဲ့ဂျပန်နိုင်ငံသားတွေကတော့ဒါကိုနှစ်သက်ကြပါတယ်ဂျပန်နိုင်ငံကတော့မိရထာတွေနဲ့ပတ်သက်လာရင်သူများနိုင်ငံဤထက်ကိုအနှစ်90လောက်ရှေ့ကိုဆွဲရောက်နေတယ်လို့ပြောရမှာပါနံပါတ်5တရုတ်ယထာတရုတ်နိုင်ငံမှာတော့ယထာကိုယထာလမ်းမလို့ပဲနေတော့မောင်းနေကြပါပဲဒီယထာကလျှက်စစ်စွန့်ရင်တောင်းယထာဖြစ်ပြီးတော့ကားလမ်းမတွေပုံမှာပဲကားတစ်စီးလိုမျိုးမောင်းနေနိုင်ပါတယ် အဲဘာနဲ့သွားတူတယ်လဲဆိုရင်တော့ကျွန်တော်တို့ကစားကုန်းနေမှာသွားသွားမောင်းနေကြဖြစ်တယ်တိုက်ကားတွေနဲ့သွားပြီးတူပါတယ်ဒါပေမဲ့ထူးဆန်းတာကဒီယထာမောင်းတူမဲ့ယထာဖြစ်ပြီးတော့သွားရမဲ့လမ်းတွေကိုလည်း program နဲ့ရေးဆွဲထားတာပါအဲကြောင့်ဒီလိုယထာမျိုးလမ်းမှာတွေးခရင်ခက်ဝဲဝဲကနေလာရှောင်ကြဖို့အကြံပေးကြပါအဆုံးနည်းကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်